မှန်တယ်သူပြောတဲ့စကားအရတော့မှန်တယ်ဒါမှမဟုတ်ဆိုတာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ရမယ်ဒါပေမဲ့မင်းအောင်လှိုင်ရဲ့စစ်တပ်ကတော့မကာကွယ်ဘူးမင်းအောင်လှိုင်ရဲ့စစ်တပ်ကတော့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုမကာကွယ်တဲ့အပြင်မှာပြည်သူကိုပါပြန်ပြီးတော့ညှဉ်းပန်းတပ်ဖြတ်နှိပ်စက်မှုတွေလုပ်နေတာအားလုံးမျက်မြင်ပဲပေါ့နော်မင်္ဂလာပါဒါပထမဆုံးတော့ဒါအမေစုနဲ့ပတ်သက်လို့ပေါ့နော်ဒါ မေစုကအခုဆိုရင်ဒါသွားယောဂနဲ့နှလုံးယောဂဝိညာဉ်ကိုခံစားနေရတယ်ဒါပေမဲ့လုံလောက်တဲ့ဆေးဝါးကုသခွင့်မရဘူးအဲပြီးရင်တို့ဒါချုံနှောင်မှုကိုပေါ့နော်ဆက်ပြီးတော့လုံနေတယ်ဆိုတဲ့ပုံစံမျိုးဒါသတင်းတွေတက်လာတယ်ရှိရပေါ့နော်ဒီလိုမျိုးအသက်ရွယ်ကြီးရင်လာတဲ့သူတိုင်းမှာပေါ့နော်ဒီလိုမျိုးကျန်းမာရေးဆောင်ရှောက်မှုဆိုတာအမြဲတမ်းလုပ်ပေးနေရမယ့်အခြေအနေမျိုးပေါ့နော်ဒါမေစုဆိုရင်အသက်ရွယ်တဖြည်းဖြည်းကြီးရင်လာပြီအဲဒီအခြေအနေမျိုးမှာတော့မှပဲချုံနှောင်ခံရတယ်အဲပြီးရင်ခုနလိုကန့်သက်ကန့်သက်ထားတာကြီးအများကြီးရှိတယ်ပြီးရင်ဒီထဲမှာမှဒီကျန်းမာရေးနဲ့ပတ်သက်လို့ ပြေပြေဝါဆောင်းရှောက်ဝင်မိရတာတော့ဒါစိတ်မကောင်းစရာပေါ့နော်အဲ့တော့ဒီကောင်းလေးလက်ထဲမှာတော့ဒီလိုပုံစံမျိုးပဲဖြစ်နေမှာပဲအဲ့တော့အများဆုံးလွတ်မြောက်ဖို့အတွက်ကိုလည်းဒါဆူတောင်းတယ်ကြိုးလဲကြိုးစားရမယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်တက်တက်ခိုင်ပေါ့နော်တက်တက်ခိုင်ကဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့သူဒါအင်တာဗျူးဖြေသွားတဲ့ဟာရှိတယ်အဲ့ထဲမှာဆိုလဲဒါတက်တက်ခိုင်ပြောသွားတဲ့ဇာတ်ကားတွေအကုန်လုံးနီးပါအကုန်လုံးပါပဲအကုန်လုံးကဒါမင်းအောင်လိုက်ပြောချင်နေတဲ့ဇာတ်ကားတွေကြီးပဲမင်းအောင်လိုက်ပြောသမျှဇာတ်ကားတွေကြီးပဲပေါ့နော်အဲ့တော့တန်အောင်လိုက်ပြီးတော့ပြောသွားမင်းအောင်လိုက်ကိုစားထွက်ပြီးတော့ပြောတယ်ဆိုတဲ့ပုံစံမျိုးပဲရှိတယ်ဗျာအဲဒီကတော့ အဲသူတို့ရဲ့အတွေးမြင်ဆိုတာမျိုးမရှိဘူးမင်းအောင်လိုင်းဘာလို့လုံးမင်းအောင်လိုင်းပြောချင်တဲ့ဟာအကုန်လုံးသူတို့ထောက်ခံတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲဒီမှာနိုင်ငံတိဆောက်ရေးမှာပါဝင်ခြင်းနဲ့ဆိုရင်ဒါဖိတ်ခေါ်ပါတယ်လို့အဲအဲ့လိုမျိုးဒါဖိတ်ခေါ်တဲ့သားနဲ့မလာဘူးဆိုရင်တော့နိုင်ငံရဲ့တိဆောက်ရေးမှာမပါဝင်ခြင်းမူဆိုတဲ့ပုံစံမျိုးသဘောတည်းရောက်စေတဲ့ဟာမျိုးကြီးလည်းသူပြောသွားရှိတယ်ပေါ့နော်ပါတီတွေကဒါမှတ်ပုံတင်တဲ့အထဲမှာမပါတဲ့ဟာဘာကြောင့်မပါလဲသူတို့ရဲ့ရွေးချယ်မှုဒါဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပါဝင်ခွင့်မရအောင်ဒီမျိုးစုံတုံးခဲ့တဲ့ဟာကြတော့သူထည့်ပြောသွားတာမျိုးကြီးမရှိဘူးပေါ့နော် ပြီးရင်ပါဝင်တာမပါဝင်တာသူတို့ရဲ့ရွေးချယ်မှုပဲပေါ့နော်အဲပြည်ပထွက်သွားတယ်ဆိုတဲ့ဟာမျိုးကြီးလည်းသူပြောတယ် NLD ပါတီဝင်နေရပါတော့ပြည်ပထွက်သွားမျိုးကြီးလည်းသူပြောတယ်အဲပြီးတော့ကြံနေခဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့ထက်မှဒါမှတ်ပုံတင်တာမတင်တာတော့ဒါသူတို့ရဲ့ရွေးချယ်မှုပါပဲဆိုရပြောတယ်အဲ့လိုမျိုးထွက်သွားအောင်မှတ်ပုံမတင်မတင်အောင်လုပ်ခဲ့တာရကြတော့သူမပြောသွားဘူးပေါ့နော်ဒါတည်းကမင်းအွန်လိုင်းပြောတဲ့ဟာနဲ့အတူတူဖြစ်နေတာပေါ့နော်အဲပြီးတော့ तू ပြောရတဲ့အထဲမှာအသေးပေါက်ဆိုတာဘာလဲဆိုတော့ဒါတက်မတော်ကစတိုက်ခဲ့တာမရှိဘူးအတိုက်ခံခဲ့ရတာကြီးပဲဆိုပြီးတော့ပြောသွားရရှိတယ် ီလိုဆုံးရှုံးသွားတဲ့မြို့တွေရွာတွေကိုပြန်ယူဖို့တာဝန်ရှိတယ်အဲ့လိုမျိုးပြောသွားရှိရပါတော့အဲ့ကြောင့်ပြန်မေးရမှာပြည်သူကအာဏာမသိဘူးပြည်သူကပဲအာဏာသိမ်းခံခဲ့ရတာပါတော့အဲ့ကြောင့်ဒါဆုံးရှုံးသွားတဲ့ပြည်သူရဲ့အာဏာကိုပြန်ပြီးတော့ရယူဖို့အတွက်ကပြည်သူမှလည်းတာဝန်ရှိတယ်ဆိုတဲ့ပုံစံမျိုးဒီကောင်မောက်သိစေချင်တာပါတော့ ။အဲ့ဒါသူတို့ကဒါသူတို့လိုရာကိုပဲဆွဲပြီးတော့ပြောသွားတဲ့ပုံစံပေါ့။ဘာဖြစ်လို့လဲဆိုတော့မြောင်းလိုက်ရှေ့ပိုင်းတစ်လျှောက်လုံးမှာပြောခဲ့တာရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဒါမဲလိန်မဲခိုးလို့သူတို့ကဒီလိုမျိုးပုံစံမျိုးလုပ်ရတာပါ။ဒီလိုအာနာထိမ့်ရတာပါဆိုပြီးတော့ပြောရပါတော့။တကယ်တကယ်တမ်းအာနာသိမ့်နေတတန်းနေတိုးတယ်။အာနာကိုအပြည့်ဝရယူနိုင်ဖို့အတွက်ကိုခုချိန်ထိစူးစမ်းနေတော့မယ်။ပြီးတော့ဒီရွေးကောက်ပွဲကလည်းသူ့အတွက်အသက်အမြရေးကြီးနေတာဖြစ်တဲ့အတွက်ပေါ့နော်။ သူ့ကိုထောက်ခံပါတယ်ဆိုတဲ့သူတွေသူ့ကိုဘောမပါတယ်ဆိုတဲ့သူတွေစီကနေတဆင့်ဒီအတန်တွေကိုကြဲကြဲလောင်လောင်ထုတ်လွှင့်နေတယ်ဆိုတဲ့ဟာမျိုးကိုဒါသိသားစေချင်တာပေါ့နော်အလုံးကတော့သိပါတယ်အဲသူတို့ရဲ့လောက်ရက်တွေကအကုန်လုံးကတကြိမ်တည်းတညံနေပေါ့နော်အဲပြီးတော့ဒါသူပြောတဲ့ဟာတွေချုပ်ပြန်စဉ်းစားမယ်ဆိုရင်ဘယ်ပါတီပါပါမပါပါပေါ့နော်လွတ်လပ်မြတ်တမှုဒါရှိရှိမရှိရှိဒါရွေးကောက်ပွဲကတော့ဖြစ်အောင်လုပ်ရမယ်ဆိုပြီးပြောတဲ့ဟာတွေအဲဥစ္စာဆိုလဲဒါမဖြစ်မနေလုပ်မယ်ဆိုပြီးတော့ ပြောတာ ਨੇ အတူတူပဲပေါ့နော်ဒါမင်းအောင်လည်းပြောခဲ့တဲ့ဟာပဲပြီးရင်မငိမ့်ညမ်းသေးတဲ့အခြေအနေတွေကိုစောင့်နေလို့မရဘူးဒါကလည်းဒါအားလုံးကပြောရဒီလိုမျိုးအခြေအနေမှာဒါရွေးကောက်ပွဲလုပ်ရင်တရားမျှတမှုရှိပါမလားလွတ်လပ်မှုရှိပါမလားပြီးတော့ကျတော့ဒါကအဲတကယ်စစ်မှန်တဲ့ရွေးကောက်မှုရွေးကောက်ပွဲဖြစ်ပါမလားပေါ့နော်ဒါမျိုးပုံစံမျိုးဆိုတဲ့မေကွန်းတွေကိုသူကဒီလိုမျိုးပြန်ချေပါွားအဓိကတော့ဒါကြီးရရှိနေအောင်ပါပဲပေါ့နော်ဒီပြဿနာတွေကနောက်တက်လာမယ့်အစိုးရအထက်ပြီးတော့ဖြေရှင်းရမှာပဲလို့အဲပြီးရင်ဒီဟာကြီးကိုစောင့်နေလို့မရဘူးရွေးကောက်ပွဲကအရေးကြီးတယ် ဒါဒီအတွက်ကိုဒါသူတို့ရင်းပါမှရမယ်ဆိုရဲဟာအဲ့ဟာလည်းမင်းအောင်လည်းပြောတဲ့ဟာပဲပြီးတော့တမ်မရော်ဆိုတာနိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာကိုဒါကာကွယ်ရမယ့်အဖွဲ့အစည်းဖြစ်တယ်ဆိုပြီးတော့ပြောသွားတာလည်းရှိတယ်ဒါပေမဲ့မှန်တယ်သူပြောတဲ့စကားအရတော့မှန်တယ်တမ်မရော်ဆိုတာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ရမယ်ဒါပေမဲ့မင်းအောင်လည်းရဲ့စစ်တပ်ကတော့မကာကွယ်ဘူးမင်းအောင်လည်းရဲ့စစ်တပ်ကတော့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုမကာကွယ်တဲ့အပြင်မှာပြည်သူကိုပါပြန်ပြီးတော့ညမန်တက်ဖြက်နှိမ့်ဆက်မှုတွေလုပ်နေတာအားလုံးမျက်မြင်ပဲပေါ့နော်အဲအားကြောင့်မလို့လေဒီနေ့ဒီချိန်ကြီးရောက်လာတာပေါ့နော် ဒါဝမှပဲသူကဒီတက်မတော်ဆိုတဲ့စကလုံးသုံးနှုံးပြီးတော့ဗောနော်အခုချိန်ထိသူကဒီဟာကိုဆွဲကင်ပြီးပြောနေတော့မယ်အဲ့ဒါလည်းမင်းအောင်လည်းပြောတဲ့ဟာပဲသူပြောတဲ့ထက်မှာတခုတော့ကောင်းတယ်အဲ့ဒါဗာလဲဆိုတော့ဒီတော်လိုင်းတက်ဖွဲ့တွေကဗောနော်အရင်ကားထက်မတူတဲ့ဟာဗာဖြစ်လာလဲဆိုတော့တဆင့်တက်ပြီးတော့တဲ့ဒါမြို့သိန်းရွာသိန်းတွေလှုပ်လာတယ်ဗောနော်မြို့သိန်းရွာသိန်းတွေထိဖြစ်လာတယ်ဆိုပြီးတော့ဒါတော်လိုင်းဘက်ကတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တော့အရင်ကားထက်ပိုတဲ့အောင်မြင်မှုလို့ပြောရအောင်ဗျာဟိုးရင်တော့ကားထက် ဒီအခုဂျင်းတွေကပို့ပြီးတော့တိုးတက်လာတယ်ဆိုတဲ့ဟာကိုသူကထည့်ပြီးတော့ဝန်ခံသွားသလိုမျိုးပဲပေါ့နော်အဲ့တော့အဲ့မြို့တွေရွာတွေဆုံးရှုံးသွားတဲ့နေမြေတွေကိုပြန်ယူဖို့အတွက်ကတက်မတော်မှာတာဝန်ရှိတယ်လို့ပြောတယ်ဒါကတော့ကျွန်တော်ပြန်ချေပါပြီးသားပါအဓိကတော့ဒါပြည်သူကအာနာတောက်လျှောက်အသိခံရတယ်အဲ့တော့ကျတော့ဆုံးရှုံးသွားတဲ့အာနာကိုပြန်ရယူဖို့အတွက်ကိုဒီနီလန်းမျိုးတွေနဲ့ပြန်ပြီးတော့လုပ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းရေးတပ်ဖွဲ့တွေကလည်းပြည်သူပဲဖြစ်တယ်ပြည်သူတွေကပောက်ဖွာလာတဲ့ပြည်သူပဲပေါ့နော်အဲ့တော့ဒါကပြည်သူရဲ့အာဏာကိုပြန်ရယူဖို့စူးစမ်းနေတာဆိုတဲ့ဟာကိုဒီကောင်မသိစေချင်တာပေါ့နော် ပြီးတော့ဒါအစိုးရမြဲနေမှာမဟုတ်ဘူးပေါ့နော်ရွေးကောက်ပွဲလုပ်ပြီးရင်တက်လာမယ့်အစိုးရရှိမှာအဲ့အစိုးရကနောက်ပြဿနာတွေကိုအဲအခုလက်ရှိမပြီးပြတ်သေးတဲ့ပြဿနာတွေကိုဖြေရှင်းရလိမ့်မယ်ဆိုပြီးတော့လည်းပြောသွားရရှိတယ်အဲ့ဒါလည်းမင်းအောင်လည်းပြောတဲ့စကားနဲ့အတူတူပဲအဲ့ဒါဆို तू ပြောချင်တဲ့ဟာတွေအကုန်လုံးကမင်းအောင်လည်းပြောတဲ့ဟာတွေကြီးပဲပေါ့နော်နောက်တစ်ခါဒါလက်နက်ကိုက်လမ်းစဉ်နဲ့ဒါလက်နက်အားကိုးနဲ့ဒါမြို့ရွာတွေကိုတိန်းတာကမှားယွင်းတဲ့နီလန်းဖြစ်တယ်ဆိုပြီးတော့ပြောပါတယ် သူကအရင်ဒီလိုမျိုးပုံစံရောက်အောင်လမ်းကြောင်းခဲ့လို့တွန်းပို့ခဲ့လို့ဒီနီလန်းကိုသုံးပြီးတော့ဖြည့်ရှင်းနေရတာဒါကိုသိစေချင်တာပါနော်အစောပိုင်းကာလတုန်းကဟာရီတို့တွေအကုန်လုံးမေ့ပလိုက်ပြီးတော့ဒီအချိန်လေးကြီးဝယ်ပဲမိမောင်းထိုးပြီးတော့ပြောပြနေရပါနော်အမှန်ဒီအချိန်လေးရောက်လာဖို့အတွက်ကသူတို့ကိုယ်တိုင်တွန်းပို့ခဲ့တာပါနော်အားကြောင့်ဘလိုပဲဖြစ်ဖြစ်ဒီဒီအင်တာဗျူးကကျွန်တော်အသေးပေါက်လို့ထည့်ပြောတာပါနော်အသေးပေါက်လို့ဘာလို့လဲဆိုတော့ဒီကောင်မဖားရပြီးတော့ပြောနေတဲ့ဟာတွေကပြည်သူကလည်းယုံမုန်းနေအာနားထောင်မိတာတော့မှားတယ်ဆိုတဲ့ပုံစံမျိုးပြောတယ်ဒါပေမဲ့ကျွန်တော်ကသိစေချင်တာက မင်းအွန်လိုင်းအလိုကျလိုက်ပြောပေးနေတယ်မင်းအွန်လိုင်းရဲ့တန်ရောင်လိုက်ပြီးတော့ဗောနော်မင်းအွန်လိုင်းထွက်မပြောရုံတမယ်ပဲသူပြောနေတဲ့ဟာကကိုစားပြောနေတဲ့ဟာဘုံဗောနော်အဲကြအဲ့လိုဟာမျိုးတွေအဲ့လိုအဖွဲ့စည်းတွေနဲ့ဒီလိုမျိုးစုပေါင်းပြီးတော့လုပ်မဲ့ရွေးကောက်ပွဲကစစ်မှန်စရာလည်းအကြောင်းမရှိဘူးအဲ့ရွေးကောက်ပွဲမဖြစ်လာဖို့အတွက်ကိုလည်းဒါအကုန်လုံးကတော့ပြောကြတယ်အတော့ဘယ်မဲမှာထဲမှာမဟုတ်ပြောကြတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုမထောက်ခံဘူးဗောနော်ဒါပေမဲ့အဲ့လိုမထဲတဲ့ဂျားတွေကနေမှသူတို့ကနိုင်အောင်လုပ်မဲ့နီလန်းနေရှိတယ်ဗောနော်အဲ့ဘယ်လိုပဲဖြစ်သူတို့အခုချိန်မှာ အရေးအကြီးဆုံးလိုအပ်နေတာကနည်းမြေတွေပြန်ပြီးတော့ထိမ့်သိမ်းနိုင်မှုအတွက်ကိုသူတို့အတွက်အရန်ရေးကြီးတယ်သူတို့အတွက်လည်းအချိန်ကာလနည်းနေသလိုကျွန်တော်တို့ဒီဘက်ကတော်လိုင်းတပ်ဖွဲ့အတွက်လည်းအချိန်ကာလဒါမလောက်ငှတာရှိလာနိုင်တယ်အဲဒါကြောင့်ဘလို့ပဲဖြစ်ဖြစ်ဒီကာလကအရန်အရေးကြီးတာဖြစ်တဲ့အတွက်ဒီဥစ္စာကိုအလှည့်ပြောင်းတစ်ခုဖြစ်အောင်ကျွန်တော်တို့စူးစမ်းရလိမ့်မယ်လို့လည်းဒါယူဆမိတယ်ပေါ့နော်ဒါကတော့ကျွန်တော်အမြင်လေးပါနောက်တစ်ခုကတော့ဒါကျွန်တော်မိုးညင်း KPDF ကပေါ့နော်ဒါလုံခြုံရေးဒါစစ်ဆေးနေတဲ့ရုပ်တံလေးအဲ့ဒါလေးဒါကြည်လည်ရလိမ့်မယ်ထင်တယ်ဒါတော်တော်များများလည်း အဲ share နေပြုနေကြရပါဘောเนาะဘာလို့လဲဆိုတော့ဘာလို့ share ရသလဲဂုံယူလို့ဘာလို့ share ရသလဲជីနူးလို့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးအပြောဆိုလေးတွေပေါ့နော်ဒီတော်လိုင်းရဲဘော်ကဖြတ်သားဖြတ်လာဒါပြည်သူတွေကားတွေကိုစစ်ဆေးတဲ့အခါမှာပြောဆိုတဲ့အတုံးလုံးလေးတွေအပြုတ်မှုလေးတွေလေတံလေးတွေကအဆောက်ကျွန်တော်တို့လိုချင်နေတဲ့စစ်သားတွေကပြည်သူပေါ်မှာဂယူဆိုင်ပြောဆိုနေတဲ့လေတံမျိုးဖြစ်နေတာအဲ့ဒါကြောင့်မလို့ဒါကျွန်တော်များများဝင်မြကြတယ်အားလို့လိုချင်တာဒီလိုမျိုးစစ်တပ်ဒီလိုမျိုးစစ်သားအဲဒါမျိုးပုံစံမျိုးပြောကြ တကယ်ကိုညင်ညင်သက်သားပါနော်အဲတချို့ကြောက်လည်းပြောကြတယ်ဒါကလိုင်းပေါ်တင်မဲ့ဟာမလို့ဒီလိုမျိုးလှုပ်ပြနေတာဆိုအဲဥစ္စာတွေကစိတ်ထဲကမပိုင်လှုပ်လို့မရဘူးလူကအဲ့လိုပေါ့ဗျာဒီလားဟိုတကယ်စိတ်ထဲကနစ်နစ်ကကပါမှပဲဒီလိုပုံစံမျိုးတွေကလှုပ်လို့ရတာဘာဖြစ်လို့လဲဆိုတော့အပြန်အလှန်ပြုမှုပြောဆိုဆက်ဆံနေတဲ့ဟာတွေကအရင်တည်တာပါတယ်ဟိုလှုပ်လှုပ်ကြံပြီးရောရိုက်နေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ပြီးတော့ကျဘလောက်စင်စားထားလဲတို့ဒါဖြတ်သွားဖြတ်လာတဲ့ကားကိုရိုက်တဲ့အခါမှာလူတွေပါတယ်အဲအဲ့လိုမျိုးပုံပေါ်လာပြီဆိုတော့ ီဒီယိုကဝါသွားတာမျိုးတွေပေါ့နော်အဲပြီးရင်ကားနံပါတ်တွေမပေါ်အောင်လုပ်တာမျိုးဒါမျိုးပုံစံမျိုးလေးတွေအားဆိုသူတို့အသေးစိတ်လိုက်ပြီးတော့လုပ်တယ်အဲပြီးတော့ကျတော့တာဝန်ရတာစစ်ဆေးတယ်အဲပြီးတော့သတင်းရလို့တာစစ်ဆေးတယ်သတင်းထွက်လို့တာသူတို့စစ်ဆေးတယ်ပြည်သူကိုဒုက္ခပေးလို့စိတ်အလင်းမရှိဘူးဆိုတဲ့ဟာကိုမြင်သာစေတယ်ဘာလို့လဲဆိုတော့သူတို့အမြဲတမ်းမှာဂူးဆိုင်ပြီးသွားကြပါနော်အဲတခုခုဖြစ်တယ်ဆိုလဲကြည်ကြပြီးတော့ရှောင်ကြပါနော်အဲအဲ့လိုမျိုးပေါ့နော်အဲပြီးရင်အဲဘေးရလာတာလဲဘေးကိုသွားမှလဲအာဗုဒ္ဓကာယဟာကျွန်တော်တို့ကုသိုလ်တွေတော်တော်ရနေပြီအဲအဲ့လိုပုံစံမျိုးလေး သူတို့မှအပြစ်မြင်လို့စိတ်မရှိဘူးဗျာအချို့ဆိုပြောတယ်ဒီလိုဒီအချိန်နေအိမ်မှာပေါ့နော်အဲအခုလာလို့မျိုးဒါပြောွဲရှင်ပွဲအဲဒါမှမဟုတ်လဲသွားလာတဲ့ဒါရသည့်အချိန်နေမျိုးဆိုရင်မသွားသင့်ဘူးဗျာညာလည်းပြောတယ်ဒါပေမဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့စိတ်ထဲမှာအဲ့လိုမရှိဘူးဒါပြည်သူပဲဒါမှပြည်သူတယောက်အနေနဲ့ဒါသူတို့ရဲ့သူတို့လှုပ်ချင်တယ်သူတို့ဆန္ဒရှိတဲ့ဟာလေးတွေလှုပ်ကြလိမ့်မယ်အဲဥစ္စာကိုလိုက်ပြီးတော့ကန့်ကွက်နေမှာမဟုတ်ဘူးအပြစ်တင်ရှုံချနေမှာမဟုတ်ဘူးဒါပေမဲ့ခုနလိုပေါ့အဲဂယုတစိုက်လေးနဲ့တော့ပြုတ်မှုဆက်ဆံပေးရမယ်ဆိုတဲ့စိတ်အပြစ်ရှိတယ်အဲ့ဒါလည်းမိုက်တယ်ပြီးတော့ဆစ်ဆေးတဲ့အခါမှာ ခွင့်တောင်းတာလေးတွေကမိုက်တယ်ဗျစစ်ကောင်စီကကောင်းနေဆိုရင်အဲ့လိုမပြောသေးရမလားဟဲ့အောင်ဖွင့်ကားနာဝန်ဖွင့်ဘယ်ကလာလဲမတ်ပုံနေပြဘာညာအဲအဲ့မှာပြောသွားသေးရမတ်ပုံနေပါလားဟာမတ်ပုံနေပါတယ်ဘာညာဆိုကျွန်တော်တို့ကမလို့အဲ့လိုပြောတကယ်အရှုံးဖောက်ပြီးတော့ပြောတဲ့ဟာလေးတွေကလည်းတကယ်ချစ်ဖို့ကောင်းတယ်ဗောနော်အဲ့အမျိုးလေးတွေကျွန်တော်မြင်စေချင်တာဗောနောက်တစ်ခုကဒီကားနောက်ဖုံးဖွင့်မယ်ဆိုရင်လည်းဒါဒါဒါလေးဖွင့်မယ်နော်ဖွင့်ခဲ့ပြီးတော့အပြင်အာရရနေနေကျွန်တော်ပဲဖွင့်လိုက်မယ်အဲအဲ့လိုပုံစံမျိုးလေးလို့ အားလုံးလိုချင်နေတဲ့ပုံစံမျိုးပြကျွန်တော်ပြည်သူတွေလိုလားနေတဲ့စစ်သက်စစ်သားဒါမျိုးပုံစံမျိုးတွေမြင်လဲရအဲ့ဟာနဲ့ထပ်ပြီးရှင်ပြီးပြောချင်တာရှိတယ်အဲ့ဒါကဒါကြောင့်ရွှေဘိုစိတ်ခွန်ရွာမှာအထိုင်ကျတက်ဆွဲထားတဲ့စစ်ကောင်စီကဆိုင်ကယ်စီးလာတဲ့ပြည်သူနှစ်ဦးကိုဖမ်းဆီးတယ်ပြီးရင်ငွေကျပ်သိန်း300နဲ့ဆိုင်ကယ်ပါသိန်းနဲ့ပြီးရင်လူကိုနှိပ်ဆက်တယ်ပေါ့နော်နှိပ်ဆက်တယ်ဒါမရိုင်းတဲ့ကောင်တွေလှုပ်တဲ့လှုပ်ရက်ကိုပြောပြတာနော်အဲ့မှာသူကဘာကြောင့်မလို့ဆိုင်ကယ်ကိုရက်ခိုင်းလာလဲဆိုတော့နှစ်ယောက်စီးလာလို့လေ ဆိုင်ကနှစ်ယောက်စီးလာလို့ဆိုပြီးတော့ဒါအဲ့ဟာကိုအပြစ်ရှာပြီးတော့အဲသူတို့ကိုလက်နောက်ပြန်ကျိုးတုတ်တယ်ကတ်တရလမ်းပေါ်မှာဒူးထောက်ခိုင်းတယ်လမ်းမပေါ်မှာပေါ့နော်ဒူးထောက်ခိုင်းတယ်ပြီးရင်ညနေ9နာရီထိနေဘူးလမ်းတယ်ပေါ့နော်နေဘူးလမ်းတယ်လမ်းပြီးတော့မှအဲ့မှာပါတဲ့ပတ်စံ300ကိုလည်းယူတယ်အဲပြီးရင်ဆိုင်ကယ်ကိုလည်းတင်းတယ်ပြီးတော့ဘာပြန်ပြောလိုက်လဲဆိုတော့ငါတို့ကလူတက်တဲ့အဖွဲမဟုတ်ဘူးသွားတော့ဆိုပြီးလွတ်တယ်တဲ့ကဲဘလောက်မှရိုင်းလဲ လောက်ကလည်းလောက်ပြခြင်းသေးတယ်အဲဒါပေမဲ့လည်းခုနလိုစောက်ကျင်လေးရသထေလေးရမကောင်းတော့ပါတော့အဲ့လိုပုံစံမျိုးအဲ့လိုအပြုမှုမျိုးကိုလည်းရရဆက်ဆက်ဒါတို့တွေပြုမှုကြတယ်ပေါ့နော်တကယ်တော့ဒါပြည်သူလေးနော်ပြည်သူပြင်ဆိုင်ကယ်2စီး2ယောက်စီးဆိုင်ကယ်2စီးကို2ယောက်စီးတာဟိုးရင်ကနေစီးတာလေးနော်ဘာကြောင့်မလို့တို့တွေအခုလိုမျိုးပုံစံမျိုးတွေလိုက်ပြီးတော့ထိချုပ်ကတ်တတ်တာမျိုးတွေလုပ်လဲဒါမဖြစ်တဲ့ဟာလေးနော်တယောက်တစည်းစီစီးနိုင်ရင်တော့လည်းစီးမှာပေါ့နှစ်ယောက်တစည်းသွားလို့ရတဲ့အနေထားမျိုးမှာနှစ်ယောက်တစည်းသွားမှာပေါ့ဒါဟုတ်ပဲသူတို့ကကြောက်လန့်ပြီးတော့ အဲတယောက်ကမောင်းလာမယ်နောက်ကတယောက်ကသူတို့တခုခုလုံမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီစီမင်းစီကန်းနေထုတ်တယ်အထုတ်ပြီးတော့အခုကျတော့ဒါအဲ့ဟာကိုပဲအပြစ်ဖို့တယ်အမှန်တော့မရှိသေးတဲ့စီကန်းကိုထုတ်တယ်စီမင်းကိုထုတ်တယ်ဥပဒေပေါ့နော်အဲ့လိုထုတ်ပြီးတော့အဲ့အတိုင်းလာတဲ့ခါကျတော့အဲ့ဥစ္စာကိုအပြစ်ရှာတယ်ပြစ်ရှာတယ်ရှာပြီးရတယ်ခုနလိုအနိုင်ကျင့်တာတွေငွေကြေးတွေကိုသိမ်းနေပစ္စည်းတွေကိုသိမ်းနေလူကိုနှိပ်စက်တယ်ဆိုတော့ဒီလိုစစ်တပ်မျိုးကရှိကုန်မရှိသေးတဲ့စစ်တပ်ဒီလိုစစ်သားမျိုးကရှိကုန်မရှိသေးတဲ့စစ်သားအဲ့တော့ ပြည်သူအတွက်လှုပ်လှုပ်နေတဲ့စစ်သားနဲ့ပြည်သူကိုနှိပ်စက်နေတဲ့စစ်သားဒီဖြစ်စဉ်နှစ်ခုမှာကိုပဲအရန်ကွဲပြားခြားနာသွားတယ်ပေါ့နော်အဲ့ဒါကြတော့ဘလိုပဲဖြစ်ဖြစ်ဒီကောင်းနေမရှိမှရမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းပြည်သူကသဘောပေါက်ပါတယ်ပြီးတော့ဒီဥစ္စာတွေကဒီကောင်းနေကြာရှုံးစေမဲ့အဓိကအကြောင်းချက်တွေဖြစ်တယ်ဆိုတော့လည်းသိစေချင်တယ်ပေါ့နော်နောက်တစ်ခါတော့ဒါကြောင့်တမကိုကို DSA အပတ်စဉ်40ရဝမွေးရဲနိုင်ပေါ့နော်တမကိုကိုကသူကအမ်ဘဒန်လမ်းမှာတန်ရရရတယ်တိုက်ပွဲဖြစ်တော့တန်ရရရတယ် အဲ့မှာဒါလက်နဲ့ကြီးတန်ရရတာပေါ့နော်အဲ့ဒါလက်ပြင်မှာအဲ့လိုမျိုးတန်ရရရတဲ့အချိန်မှာ तू ကဘယ်လိုလုပ်လဲဆိုသူ့ကိုဒီတန်ရရတဲ့အကြောင်းသူ့အိမ်ကိုပေးမသိဘူးအဲပြီးတော့အဲပြီးကိုအရင်ပို့တယ်အဲပြီးမှမနိုင်တော့လို့မိတိလာကိုပို့ရတယ်အဲ့လောက်ခြေနေထိဖြစ်တဲ့ဟာကို तू ကအဲသူ့တငယ်ချင်းအမြောက်တက်ကတငယ်ချင်းကသူ့အိမ်ကိုတွားပြောမှပဲသူ့အိမ်ကသိရပေါ့နော်သိရဖြစ်စဉ်ကတော့အဲ့လိုပေါ့နော်အဲ့မှာဘာဘာထပ်ထူးကြလဲဆိုတော့အဲ့သူ့ရဲ့မိသားစုကတဲ့ ဒီအထက်ကအကြီးကဲတွေကိုစိတ်နာအယမ်းကိုစိတ်နာနေရပါဗျာအယမ်းစိတ်နာပြီးတော့ဘာလုပ်လဲဆိုတော့အရက်ဖက်ပြောင်းမှုစီစဉ်နေတယ်တဲ့တရားကြောက်ကောင်းတယ်နော်သူတို့တားသမီးကိုအခုအဲ့လိုမျိုးလှုပ်တဲ့ခါကျတော့သူတို့ကစိတ်နာတယ်တဲ့အဲ့တော့သူတို့တားသမီးတွေကသူများတားသမီးတွေကိုအနိုင်ကျင့်တော့ကြတော့သူတို့တွေဘယ်လိုခံစားနေရလဲတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့သူတို့တားသမီးကိုသူတို့အဖွဲ့စည်းကပဲသူတို့ထောက်ခံတဲ့အဖွဲ့ကြီးကပဲအနိုင်ကျင့်တဲ့ဟာမျိုးတွေပြီးရင်သတင်းထိန်ချန်တဲ့ဟာမျိုးတွေဒါမျိုးတွေလုတ်တဲ့ခါကျတော့ကျတော့သူတို့ကစိတ်နာတတ်တယ် ဒါကုံမှပဲစိတ်ဘလောက်မပြတ်သေးလဲဆိုတော့အရက်ဘက်ကိုပြောင်းအောင်ပါတယ်ဗျာအဲ့လိုပေါ့နော်လုံးပိုင်ခွင့်ယာတုအာနာကိုတနည်းမဟုတ်တနည်းနဲ့ရအောင်ယူအောင်မယ်ဆိုတဲ့ပုံစံမျိုးတွေလည်းမြင်နေရဒါမိသားစုရဲ့စိတ်ထဲမှာကိုကတွေ့နေရတဲ့ဟာပေါ့ဒါပြောတိတ်တော်လည်းမပြောလို့ပါဘူးဘာဖြစ်လို့လဲဆိုတော့သားသမီးဖြစ်တဲ့အတွက်တို့ကတော့ဒီလိုပုံစံဖြစ်ရင်ဒီလိုပုံစံလုပ်မယ်ဆိုတဲ့စိတ်ကူးကတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တို့မှရှိသင့်တဲ့ဟာကခုနလိုပေါ့နော် ခမရရဲ့သားသမီးထီတော့ကြတော့ခမရနာတတ်တယ်။သူများသားသမီးတွေကိုခမရတို့သားသမီးတွေကနိုင်ကျင့်နေတော့ကြအောင်ခမရတို့ကိုချင်းမစားဘူးလားဆိုတဲ့ဟာမျိုးပဲမေးချင်တာပေါ့နော်။အဓိကတော့အဲ့ဒါလေးလည်းသိစေချင်တယ်။ပြီးတော့ဒီဥစ္စာတွေကိုအထက်ကဖုံးထားတယ်။ပြီးတော့သူတို့ရဲ့အိမ်ကလည်းသူတို့ကိုဒါဘယ်လိုပြောမလဲ။ခုနလိုစိတ်နာနေတယ်ဆိုတဲ့အကြောင်းတွေဘာတွေညာတွေကဟိုဘက်ကဒီဘက်မသိကြဘူး။အဲ့တော့ကျွန်တော်တို့က ဖော်ထုတ်ပေးတယ်။သိပါစေ၊မျှဝေပေးကြပါ။အရေးယူခံရပါစေ၊ပြစ်ပေးခံရပါစေပေါ့နော်။အဲဒါဒါလည်းမျှဝေပေးကြစေချင်တယ်။အဲနောက်တစ်ခုကတော့ဒါဘာသာရင်နဲ့ပတ်သက်လို့တထဲမှာဖြစ်ပျက်နေတဲ့အခြေအနေ။အဲ့ဒါဘာလဲဆိုတော့ဘာသာရင်လက်စွမ်းပြလာပြီပေါ့နော်။သူတို့အထဲထဲမှာကိုပဲသူတို့စစ်သားအရင်တည်းကဝင်ထဲဝင်ခဲ့တဲ့စစ်သားတွေအချင်းချင်းကိုပဲဒီဘာသာတွေကသူတို့အတွက်အဆင်မပြေဘူးဆိုတဲ့ဟာကိုသူတို့သိ။ဘာလို့ဆိုတော့ပါစာတွေအခုဆိုရင်ပြေးတယ်ပြေးတာမှဖြစ်စဉ်တစ်ခုမှဆိုရင်သူကဘယ်လိုလဲဆိုတော့ဒီဆက်လေတစည်းလုံး ဆက်လေတစည်းလုံးမှာပါတဲ့ပါစာတွေအကုန်လုံးကတခါတည်းလစ်ပြေးတာအဲ့ပုံမှာထိမ့်ဖို့အတွက်သူတို့စစ်တပ်ကဘူလေးတယောက်ပါတယ်ရာကန်ဘူပေါ့နော်အဲ့ဘူလေးပါတယ်အဲ့ဘူလေးကိုဘာလုပ်သွားလဲဆိုတော့အဲ့ဘူလေးစီကတနက်ပါလှုပ်ပြီးတော့အဲ့ဘူလေးကိုပဲပြတ်သက်သွားတယ်ပြတ်သက်သွားပြီးတော့ဆက်လေတစည်းလုံးလစ်ချသွားတယ်အဲ့လိုလစ်သွားတဲ့အချိန်မှာနောက်နေ့ပြန်ပြီးတော့လိုက်ပြီးတော့တရင်လိုက်ကြည့်တဲ့ခါကျတော့တပ်ဖွဲ့တွေနဲ့ပူးပေါင်းသွားပြီးဆိုတဲ့ပုံစံမျိုးကြားရတယ်ပေါ့နော်အဲ့ဒါကြတော့ဒီဒီဖြစ်စဉ်ကိုပတ်သက်ပြီးတော့ဒီဖြစ်စဉ်မှာသူတို့အရင်မယူဘူးလို့ကြားရတယ် အရေးယူမခံရဘူးပေါ့နော်ဒါပေမဲ့ဘယ်ဖြစ်စင်မှာသွားအရေးယူလဲဆိုတော့အဲအဲ့အဲ့လိုမျိုးလုံကျွေးယူနေတဲ့တက်စိတ်တစိတ်ပေါ့ဗျာအဲအဲ့တက်စိတ်ကနေပြီးတော့ပါစာ၂ယောက်ကတနက်နက်လိုက်ယူပြီးတော့လစ်သွားလစ်သွားတော့ကြတော့အဲ့မှာတာဝန်ရှိပါရဲ့ဆိုတော့ရာရှိကိုခုနတစ်ပေါင်းဆိုတော့ရာရှိကိုစုံကုန်ဖွဲ့တယ်အရေးယူဖို့ပြင်ဆင်တယ်ပေါ့ဗျာအဲ့တော့ကျတော့ဘာဖြစ်လဲဆိုတော့ဒီဖြစ်ပြက်နေတဲ့လိန်ထားတဲ့ဖြစ်စဉ်တွေချိုးဖြစ်စဉ်တွေပတ်သက်ပြီးတော့အောက်ကသူတို့ဒါတပတ်စင်တဲ့ကောင်တွေကတိနေတော့မကျေနပ်ကြဘူးခုနရေးယူခံဆုံးဖွဲ့ခံရတဲ့ရာရှိနဲ့အတူတူတပတ်စင်တဲ့ကောင်တွေကမကျေနပ်ကြဘူးခုနလိုမျိုး သက်လေတစည်းလိုက်လစ်သွားတဲ့ကောင်တွေကြတော့ဘာမှအေးယူလာတယ်မရှိဘူးဒီမှာလုံကျွေးယူနေတဲ့နှစ်ယောက်လောက်ကတနက်နက်လက်နဲ့ယူပြီးပြေးရကြတော့ဒါခုနလိုဆုံကုန်ပွဲမယ်ဆိုတော့ဒါမတရားဘူးဆိုတဲ့ပုံစံမျိုးတွေအထဲထဲမှာကြည်ကြည်လောင်လောင်ဖြစ်နေတာပေါ့နော်အဲ့ဖြစ်ဒါဖြစ်စဉ်တစ်ခုလည်းပဲပြောပြသေးရအဲ့လိုမျိုးဖြစ်စဉ်တွေကအထဲမှာအများကြီးဖြစ်နေတယ်ပြီးတော့ကျသူတို့ကိုယ်တိုင်သိထားတာတစ်ခုကဒီပါစတွေကပေါ့နော်ကြေးမှာပဲလုံမှာပဲသွားမှာပဲပေါ့နော်ခုနလိုပြန်ပြစ်တတ်တဲ့ဖြစ်စဉ်တွေအားလည်းရှိလာအောင်ပါပဲပေါ့နော်လက်နက်တွေလည်းယူပြီးတွားအောင်ပါပဲဘာဖြစ်လို့လဲဆိုတော့တဲ့ ခုနကလို့သူတို့ဘာသာသူတို့ဝင်ကျင်လို့ဝင်လာတဲ့ဖွဲ့တွေမှာမဟုတ်တာတဲ့ပေါ်တာတွေဆွဲထားတာအတင်းအရမစူဆောင်းပြီးတော့စစ်မှုထမ်းခိုင်းတာတဲ့အဲ့တော့ဒါတွေကဖြစ်လာအောင်မှာပဲဆိုပြီးတော့သူတို့တွေမကြေမချမ်းနဲ့ပြောနေကြရရှိတယ်ဗောနော်ဒါတွေလည်းမျှဝေပေးကြပါဘာလို့လဲဆိုတော့အခုလိုမျိုးခြေနေတွေဒီဖြစ်စဉ်တွေကိုအထက်ကလည်းမသိအောင်လိန်ထားရရှိသလိုဒီကောင်းနေအဖို့မကြေနပ်ဘူးဆိုတဲ့အကြောင်းတွေကလည်းအဖို့ကမသိတာရရှိတယ်အဲ့ဒါကြတော့ဒါတွေသိသွားပြီးတော့သူတို့ဘာသာထပ်ပြီးတော့ရေးယူရင်လည်းအရန်ကောင်းပါလေဗောနော်အဲနောက်တစ်ခုကဒီလိုဗောဒီပါစာကြီးထွက်ပြေးလာတဲ့ပတ်သက်လို့ ဒီကောင်နေဘက်မှာတချို့ကြတော့တွေးကြတယ်အာဘာမှမင်းတို့ထွက်သွားတာဘာမှမဖြစ်ဘူးဘာအောင်ညာအောင်နဲ့ပြောနေကြရရှိတယ်ဒါမဲ့မဟုတ်ဘူးတကယ်ဖြစ်စဉ်အကြီးကြီးတွေဆိုရင်သူတို့ဘက်မှာတော်တော်ကိုဖြိုဖျက်ဖြစ်အောင်အော်အော်တောင်းနေဖြစ်သွားပြီဆိုတာနဲ့ဖြိုဖျက်ဖြစ်အောင်ရေးယူခံရတာရှိတယ်ရေးယူလာတဲ့ဖတ်စားတာတွေအခုနလိုဂျောင်းထိုးတာတွေပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေနဲ့အင်အားပြုံးတီးတဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်အဲ့လိုပဲဖြစ်ဖြစ်ဒါတွေကလည်းကျွန်တော်တို့အတွက်သတင်းကောင်းတွေဖြစ်တယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့သတင်းတွေတော့ကျွန်တော်တက်နိုင်သလောက်အတွင်းထဲကနေလိုက်ပြီးတော့စုံစမ်းနေရရှိသလို အပြင်မှာသိရတဲ့အချို့သတင်းတွေကိုလည်းကျွန်တော်ဝင်ပြပေးပါမယ်အဲတော်လိုင်းမှာဒါနေ့စဉ်ဖြစ်ပျက်နေတဲ့ထူးခြားသတင်းတွေဖြစ်စဉ်တွေကျွန်တော်တို့ရဲ့အမြင်တွေကိုဝင်မြပေးသွားပါမယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်